တနင်္လာရီတိုင်းမှာလောအခတိုးပေးပြီးခေါ်ယူပေမဲ့အလုပ်သမားရှာပြီးခေါ်ရခက်ခဲနေတယ်လို့စားလုံငန်းရှင်နဲ့ဥယျာဉ်ခြံလုံငန်းရှင်တွေကပြောပါရယ်။ဆေးရနာတင်ပြီးနောက်အကြောင်းအမျိုးမျိုးကြောင့်လူငယ်လူရယ်တွေဒေသမှာနေလာတာနဲ့ဒေသပြင်ပကနေလာရောက်လုကင်သူကြဆင်းလာတာတွေကြောင့်အလုပ်ကျန်းလုံးမဲ့သူရှာလာတာပါ။ဒါကြောင့် Robert, Kondi, Tiho စတဲ့ဥယျာဉ်ခြံလုံငန်းစာကွင် Robert ပြောက်ပွဲရုံ Kondi ပွဲရုံတွေမှာအလုပ်သမားရှာလာပြီးနေစားခါတွေကိုတနေ့တစ်ခါတိုးပေးပြီးခေါ်ယူနေရတယ်လို့လူငယ်လုကင်သူတွေကပြောပါရယ်။ ဧကဆယ်ချီရာချီရှိတဲ့ Robert Chanchin တထေးတွေလည်းတနည်းတစ်ခါလုံတမောက်ခေါ်ရရခက်ခဲတဲ့ပြဿနာရင်ဆိုင်နေရတယ်လို့အမြင့်ခရိုင်ပလောမြူနယ်က Robert Chanchin အမျိုးသမီးတဦးကပြောပါတယ်။တနင်္လာပိုင်းဆိုင်ပြောထားတဲ့ Robert Chan ပိုင်ရှင်တွေကလည်း Robert ဈေးကိုယ်တိုင်မချစ်နိုင်တဲ့အတွက်အလုံတမောက်ဟားတာမှာအချိုးကျဝေစုပို့ပေးပြီးခေါ်ယူနေရတယ်လို့လုပ်ငန်းရှင်တွေကပြောပါတယ်။ စားပွဲလုပ်ငန်းမှာမနစ်ကနေစာအမျိုးသားအလုပ်ကျန်းသမားတဦးရဲ့နေစာခါကတရက်ကျက်နှစ်တောင်အမျိုးသမီးကျက်တောင်ရှစ်ထောင်ရှိပြီးအခုနှစ်အမျိုးသားလောက်ခါကကျက်နှစ်တောင်ခွဲအမျိုးသမီးလောက်ခါကကျက်နှစ်တောင်ဖြစ်လာတယ်လို့စားလုပ်ငန်းရှင်ဦးတန်ဝင်းကပြောပါရယ်။ကုန်စင်းလုံးတက်ပြီးစီးပွားရေးကျက်တဲတာကြောင့်ဝင်ဝင်ထွက်ငွေမများဖြစ်လာတဲ့အတွက်လောက်ခါပိုရတဲ့ဒီပါထွက်ရွှေပြောင်းအလုပ်လုပ်သူများလာတဲ့အပြင်ဒေတာတွင်းမှာအလုပ်ကမရှောက်ပါလာတာပါ။ဒါအပြင်ဒေတာတွင်းတပ်ပွဲတွေနဲ့ပဏိပခရတွေကြောင့်တိုင်းပြည်ပကလာရောက်လုကင်သူနေလာတာ လူငယ်လူရွယ်တွေဖမ်းဆီးခံရမှာဆိုတဲ့အတွက်ဖိပောက်ကိုထွက်ကြတာကြောင့်အလုသမားခေါ်ယူရခက်လာတဲ့အပြင်ဈေးပိုပေးခေါ်ယူရတာဖြစ်တယ်လို့လူငယ်ရှင်တွေကပြောပါတယ်